်မင်္ဂလာပါရှင်16ရက်6လမှာ24ရက်6လတပတ်တာတနင်္ဂနွေသားသမီးချစ်မိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေအလုတ်မှာအကြီးကဲကြီးရဲ့ကုညီမဆောက်မှုတွေရရှိစေပါမယ်ဖြစ်ပါတယ်ဒါအပြင်အလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိုတိုးချဲ့ရတာအလုတ်နဲ့ပတ်သက်ပြီးတော့အသစ်တစ်ပံဖန်တီးရတာဒီလိုလေးတွေကိုပုံပေါ်စီမေးလို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာမှုရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိနဲ့မိတ်ဆွေပေါင်းသင်းနဲ့အချိတ်ဆက်လေးတွေမမိတာမျိုးပြတ်တောက်သွားတာမျိုးမိမိနေနဲ့ငွေကြေးကိစ္စတွေပြောဆိုထားပြီးတော့မှတို့လိုတန်းလန်းနဲ့ဖြစ်နေတာမျိုးလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမင်းစီမံခန့်ခွဲတဲ့ကိစ္စလေးတွေရန်ကောင်းနေအိမ်နဲ့ပတ်သက်ပြီးတော့ဝယ်ထားတဲ့ရောင်းတာတွေအိမ်နဲ့ပတ်သက်ပြီးတော့အကျိုးဆောင်လုပ်တာတွေဒါလေးတွေကံကောင်းစီမင်းတွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာသတင်းစုတွေကြားရတဲ့ပါတယ်။ ရန်အနီရဲ့တိုက်ခိုက်တော့မရှိဘူးသို့ပေမဲ့မိမိအနေနဲ့တွားတဲ့လာတဲ့နေရာလေးတွေမှာရုတ်တရက်ဖြစ်စေတော့အရာလေးတွေကိုကျွန်တော်တက်ပါတယ်ဒါလေးကိုတော့ဘယ်လိုစိုက်စီခြင်းလဲနော်အခြေအနေပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာစီမဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးကြိုးလုံးဝမရှိပါဘူးရှင်။ရခင်ကနေကမိမိကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဝေဒနာတွေခံစားခဲ့ရတယ်ဆိုရင်တော့ဒီတစ်ပတ်တောင်မှအနာနဲ့ဆင်းနဲ့တွေ့သွားပြီးဘေးဥပ္ပယ်အန္တရာယ်တွေကင်းဝေးသွားပြီးဆရာကောင်းတမကောင်းတွေ့သွားပြီလို့မြင်ပါတယ်။အေးချမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိုသီးလုံးဝရဲကင်ရတဲ့အခါမှာ တခုခုဆိုရင်ရှေ့သို့ဆိုပြီးတော့မှအာတုံခွန်ဆိုင်နဲ့လုပ်နေတယ်အဲ့ဒီမှာအတိုက်ခံလေးတွေရှိတယ်အဲ့တော့အဲ့ဒီအတိုက်ခံလေးတွေကိုအကြောင်းပြုပြီးတော့မှမအေးချမ်းသေးဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါလေသို့ပေမဲ့ထီထိုးကံဆန်းခြင်းတွေဆိုရင်တော့သုံးညတစ်လုံးထီထိုးကံဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိကိုလိမ့်လေနှေးပြားတာတွေခံရတဲ့ဒါလေးကိုတော့သတိထားရှိခြင်းနဲ့နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါအရှိအရှိရဲ့ဒီမှာ16 16 18ဘလို့ပဲခက်ခဲခဲ့ပါစေနောက်ပိုင်း22ရက်ဒီအထိဟာမိမိလုံဆောင်တဲ့အရာအားလုံးကအဆင်ပြေချုံးဝေသွားပြီဆိုတဲ့တပတ်တောင်လို့တွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရအောင်လေးဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေမိမိအနေနဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရအောင်က နေအီကဖះမှာသူမဟုတ်ဇီဒီတဆူဆူမှာတပြည့်စီတချောင်းဝယ်ရွေးမိမိလူတန်းချင်းဖြင့်ကိုခက်ခဲစီတဲ့တပတ်တာအလုံးစုံပြည်လင်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လတပတ်တာတနင်္လာသောသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် တနင်္လာသားသမီးချင်းမိတ်ဆွေအလုံးမစိတ်မပါတာမျိုးမိမိဒီအလုံးနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့လူတွေစိတ်ဆန္ဒတွေပေါ်တာမျိုးဒီလိုလေးတွေ့ရပါတယ်အဲ့တော့မိမိကလက်ရှိရှိနေတဲ့နေရာလေးမှာခိတ္တခဏမှေးပြီးတော့လုပ်သွားမေးဆိုရင်ရည်ရှိအနာဂတ်အတွက်လည်းအဆင်ပြေမယ်လို့တွေ့ရပါတယ်တံမူကြီးတော့ပစ္စည်းများဝင်လာဖို့ရှိနေပါသေးတယ်။အမှတ်တပည့်ဝင်လာတဲ့အရာလေးတွေကိုတွေ့နေရတာပဲဖြစ်ပါသေးတယ်။ မိတ်ဆွေပေါင်းသစ်နဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာပေတပတ်တောင်လူတွေ့ရပါတယ်မျက်နှာအရန်ပွင့်နေပါမယ်လူရှိလူကင်ပေါ်နေပါမယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တည်ကြည်လူစရာစိတ်ချမ်းသာစရာတွေကြားရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းစီကမိမိကိုအပြစ်ပြောတာအပြစ်မြင်တာညှို့ညင်တာဒါလေးတွေခံရတတ်ပါတယ်ယူဆိုင်ပါနော်။ရဲအနေနဲ့အနှောင့်အယှက်လုံးဝလုံးဝမရှိပါဘူးရှင်။ အခြေအနေပတ်သက်ပြီးတော့မျက်နှာအယံပွင့်နေပါလိမ့်မယ်။အဲတော့မိမိကချစ်သူရှိနေပါလျက်နဲ့မျက်နှာအယံပွင့်နေပြီဆိုရင်တော့ပြဿနာတွေရှိတယ်၊ဂရုစိုက်ပါနော်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ပူညီပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစေမယ့်တပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိပါဘူးရှင်။ဒါပေမဲ့မိမိကအထိုင်အထလေးတွေ မကောင်းတာမျိုးလေးတွေအဲ့လိုအထိုင်ထလုတ်ပြီးဆိုရင်ဒီဒူးတွေခြေထောက်တွေအကျိုးလေးတွေနာသွားတာမျိုးလေးဖြစ်တဲ့တည်းဒါတို့တော့ခရုစိုက်ပါနော်အေးချမ်းမှုရင်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့မြင်နေပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်ထီထူးကံဆန်းခဲ့ပြီဆိုရင်တော့တစ်တလုံးထီထူးကံဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကြီးကံလေးတွေကောင်းစီတွေဝင်ဝင်နှလုံးရစီမဲ့အရာလေးတွေလည်းတွေ့ရပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပိုင်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့အိမ်မှာစာချိုးချိုးဆိုရမယ့်ကိစ္စလက်မှတ်ထိုးရမယ့်ကိစ္စစာရွက်စာနဲ့ပတ်သက်တဲ့ကိစ္စရက်ကလေးတွေမှာတည်တည်ချာချာစိစိဆက်ဆက်ကလေးကိုလုပ်လိုက်မှမဟုတ်ရင်အမှားရဖြစ်ပြီးတော့မိမိခေါင်းပေါ်မှာတာဝန်ပြည့်တဲ့တည်းလို့တွေ့ရပါတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးဆင်မပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေ အဓိကတော့မိမိအနေနဲ့ဒီတစ်ပတ်တာမှာတင်ညာမြင်နေခြင်း အာသုဘပို့ခြင်းလူနာတရင်ပေးခြင်းကိုရှောင်လိုက်ပါဒါပြင်အေဖျားမှာ စပေပန်းရှစ်ကုန်းထူတန်းခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တာ အလုံးစုံပြည့်လည်သွားမည်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လတပတ်တာ အင်္ဂါသောသမီးချင်းမိတ်ဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ်ငါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့မိမိအခက်ခဲစီတို့ပင်ပင်ကိုကိုတိုင်းလေးပဲအခက်ခဲရှိနေတဲ့ကြားရရနေပြီးတော့ဖောက်ထွက်အောင်မြင်အောင်လုပ်နိုင်တဲ့အစွမ်းစအရေးချင်းတွေရှိနေတယ်လို့တွေ့ရပါတယ်တမိုးကြီးတို့ပစ္စည်းများထွက်တတ်ပါလေဒီလိုဆိုင်ပါတော့အဲ့တော့မိမိအနေနဲ့ကိုထိမ့်သိမ့်တဲ့တမိုးကြီးပစ္စည်းတွေကိုထိမ့်သိမ့်ပါပျောက်သွားရင်ပျောက်သွားမပျောက်သွားရင်ကိုအတုံးလို့ထွက်ကိုထွက်မေးလို့တွေ့ရပါတယ် မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွင်ပေါင်းမှုတွေခံရတတ်ပါလေအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပူအိမ်ဆူတာလေးတွေဖြစ်တတ်ပါလေဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီပံ့ပိုးမှုတွေရရှိစေမဲ့တပတ်တာပါရန်အန်ဒီရဲ့အတိုက်အခံလုံးဝလုံးဝမရှိပါဘူးရှင် အခြေအနေပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လဲနေတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုအကြောင်းပြပြီးတော့တရားတဖို့လေးတွေပြောရမယ်ဒို့ပင်ပဲလေးပဲအေးချမ်းตายရမယ်အိမ်တော်ကြီးတခုလို့တွေ့ရပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ခရီးစိုက်ပါဖြစ်လိုက်ရင်ကျမ်းမာကြီးတွေတခုပြီးတခုညံ့တာဆေးဝင်ဆေးခန်းတွေစက်တိုက်ပြတာဒီလိုလေးလည်းရှိနေပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိသည်မပြီးပြတဲ့ကိစ္စရဲ့ကလေးတွေကိုလုံးဝမဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူး။စိတ်ပူပန်တရားတွေဒီလိုလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကံဆိုင်ခင်မယ်ဆိုရင်တော့သုံးတလုံးထီထိုးကံဆန်းလို့ရပါတယ်ဝေကြီးနဲ့ပတ်သက်ပြီးတော့ဝေကြီးငွေငှားတွေမလုပ်ပါနဲ့အလိညာခံပေးလို့တွေ့ရပါတယ် အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုပ်ပြီးကြည့်လိုက်တဲ့အခါမိမိသည်အလုပ်ကိုအားသုံးခွန်ဆိုင်တဲ့ဒီဇိုင်းမှန်ပဲအေးစစ်စစ်လေးနဲ့အလုပ်တွေကိုလုပ်ကင်သွားစေခြင်းနဲ့ဒါဆိုရင်တော့မိမိလုံဆောင်ချက်အရာအလုံးဟာထွန်းလေးချင်းတောက်ပါခြင်းလင်းလက်ချင်းဆိုတဲ့အရာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့အင်္ဂါသားသမီးချမိတ်ဆွေတို့ရဲ့ကံတောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးဆံမပေးခြင်းပါတယ်အင်္ဂါသားသမီးချမိတ်ဆွေပြုလုပ်ရမယ့်တပတ်တာရည်ရည်အက မိမိထဲနေကြသောသူများကို အစာရေစာဝဝလေးလေးထူထမ်းခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားပြီလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။16ရက်6လမှာ22ရက်6လတပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမိစုရဲ့အလုတ်နဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်အခိုက် အရန်များတယ်ဒီတော့တတိထားပါမိမိအလုံးလုံးတဲ့အခါလေးတွေမှာကိုယ့်ကိုဒီလိုစိတ်နှောက်ရှက်ပေးလာပြီဆိုရင် ကိုယ့်ဘက်ကသီးခံရမယ်အဲ့တော့အဲ့အရာကြီးကိုကိုကလေထိတ်ကက်ကြီးရင်ဆိုင်ဖို့လုံးဝမကြိုးစားပါလေပြဿနာတစ်ခုပြီးတစ်ခုဖြစ်ပြီးတော့လိုက်ရှင်းလို့ကိုပြီးမှာမဟုတ်တော့ဘူးနော်တမိုးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါလေဥပမာမိမိရဲ့ကိုယ်ပိုင်ပစ္စည်းထွက်ရင်ထွက်မထွက်ဘူးဆိုလို့ရှိရင်မိမိကတာဝန်ယူထားတဲ့နေရာမှာပစ္စည်းတွေပျောက်တာမျိုးအဲ့ဒါကိုကိုက တောင်းဝင်ယူလိုက်ရတာမျိုးနောက်ကိုကလက်မှတ်တွေထိုးလိုက်ရတာမျိုးဒါလေးဖြစ်တဲ့တည်းအဲ့တော့ဘယ်လိုဆိုင်မယ်နော်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတွေကကူညီတယ်။ကူညီပေမဲ့လေကိုကအရာမရောက်တဲ့အရာလေးတွေဖြစ်သွားတတ်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တော့အဆင်ပြေမင်းမိမိမှာအိမ်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်စေတဲ့အရာမှန်သမျှအားလုံးအဆင်ပြေတယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းတွေမှာ တရားတရားရောက်ကနေပြီးတော့မှအက်ဆီဒန့်ဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေဖြစ်လို့ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရတဲ့တရေတွေကြားတတ်ပါတယ်။ရန်အန်ဒီရဲ့အတိုက်အခံရှိရင်တော့ခရုစိုက်ပါမိမိရဲ့အနေနဲ့ဗုဒ္ဓဟူသားသမီးချင်းမိစုတွေဒီဒီတစ်ပတ်တာမှာကိုကနေပြီးတော့ကိုဘလောက်ပဲကောင်းအောင်လုပ်လို့ကိုဘလောက်ပဲအစီအပြေအောင်ဖန်ပြီးဖန်ပြီးအပြစ်မြင်တာတွေကိုဝေခံရတတ်တယ်အဲ့ဒါလေးကိုတော့သတိလေးထားစေချင်တယ်နော် အခြေအနေပတ်သက်ပြီးတော့လမ်းပြောက်သွားတဲ့တည်းမိမိဒီအဲ့ဒီအခြေအယူရှေ့ဆက်သွားမှာလားနောက်ဆုတ်ရမှာလားဒီလိုမျိုးပုံစံလေးကြုံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်မိမိစိတ်အနှောက်အယှက်တွေအမျိုးမျိုးပုံပန်နေရတာသူ့အတွက်ကြောင်းကြနေရတာဒီလိုလေးလည်းတွေ့ရပါလိမ့်အေးချမ်းချင်းငိမ့်ချမ်းချင်းရောက်ရှိလာပါလိမ့်မယ်၁၆၁၇၁၈ စကူကျင်းတည်တဲ့လုံးဝအဆင်မပြေသေးဘူး20 21 20 22ဒီ3ရက်မှာအရာအားလုံးအရာခတ်သိမ်းပြီးပြီလုံဆောင်သွားနိုင်တယ်ဘာလေးပဲလုံလို့ကိုလုတ်ပေးလိုက်တော့မှအောင်မြင်သွားတယ်ဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့အားနည်းတယ်ဒါပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုတလုံးထီထိုးကန်ဆန်းလို့ရပါတယ် ငွေကြေးလက်လာပါတွေပွင့်လန်းပြီသို့ပေမဲ့လက်ထဲမှာလုံးဝစုလို့မရဘူးငွေလက်ထဲမှာပူအောင်ကင်လို့မရဘူးတောက်လျှောက်ကပို့ပေးရမယ်ဒီဘက်ကဝင်တယ်တစ်ဖက်မှာပြန်ပေးရမယ်ဒီလိုလေးတွေနဲ့ငွေကြေးပိစာလေးတွေမှာနည်းနည်းပြားများနေရမယ်နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးဂျုံုံပြီးကြည့်လိုက်တဲ့အခါအရာအားလုံးဒီကိုကောင်းပေါ်မှာမူတည်နေတယ်။ကိစ္စရဲ့တိုင်းကိစ္စရဲ့တိုင်းမှာကိုကခေါင်းခံတောင်းဝေယူရတဲ့အရာလေးတွေရှိနေတယ်။ဒီအတွက်သိပ္ပံမန်းနေဒါပေမဲ့ပင်မန်းနေပေမဲ့လည်းကိုလှုပ်ပြီးနေရတာလေးတွေအဆင်ပြေသွားတဲ့အခါမှာကိုကဒီဟာကိုပီတိပီတိစံစားရတာပေါ့နော်။အဲ့လိုလေးတော့အကြောင်းအရာလေးတွေရှိပါသေးတယ်။ဒီတော့ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတွေကန်တာဖတ်ဖြစ်စီတဲ့ရေရာကောင်းလေးဆံမှာပြီးချင်ပါတယ်။ ဘုလုံးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ်တပတ်တာယရိယာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွဲလူရန်ချင်းဖြင့်မိမိခက်ခဲနေတဲ့အလုံးစုံတပတ်တာပြည်နယ်သွားမေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လတပတ်တာဇာတာရီသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်။ဇာတာပိတာသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အလုပ်ကံဒီအရန်ကောင်းနေပါလိမ့်မယ် အလုတ်နဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေလေးကြားရမှာဖြစ်ပါတယ်။အလုတ်ကိုအကြောင်းပြုပြီးတော့အကျိုးမြတ်များစွာရရှိစေမယ့်တပတ်တာလို့တွင်ရပါတယ်။တမုကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်။ဒါ့ပေမဲ့ခဏတာထွက်တာမျိုးမိမိကလိုအပ်လို့အသုံးပြုလိုက်တာမျိုးဒီလိုလေးလေးတွင်ရပါတယ်။မိတ်ဆွေအပေါင်းတင်တွေရဲ့ယုံကြည်ခြင်းလေးစားခြင်းအားကိုးခြင်းခံရမယ်လို့လည်းတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှုပ်စရာကောင်းရှုပ်စရာကြီးကြုံရတတ်ပါတယ်။ ခြေဖြူသားချင်းစီရသတင်းကောင်းတွေကြားပါပဲဖြစ်ပါသည်။အကူအညီထောက်ပံ့ကောင်းတွေရောက်ဖို့လည်းရှိနေပါသည်။ရန်အန်ဒီရေလုံးဝလုံးဝမရှိပါဘူးရှင်။ခီးကြီးတွေထွက်ရပါလိမ့်မယ်။မိမိသွားတဲ့ခီးတွေဟာသွားလန်းသားလို့လာလန်းဖြောင်ပြူးစီပဲခီးမျိုးတွေ့ရပါသည်။အခြေအနေပတ်သက်ပြီးတော့အလိညာရခံရတဲ့တည်းအဲ့တော့ဒါလေးကိုတော့သတိထားစီခြင်းနေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကျတဲ့အရာလေးတွေကြုံရမှာပဲဖြစ်ပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ခါအောက်ပိုင်းကျမကြီးညက်တပါးဒီမဆိုင်ပါတော့လုံးဝအေးပတ်မခံပါနဲ့အေးချင်းချင်းညင်းချင်းချင်းရောက်ရှိလာမဲ့တပတ်တာလို့တွေ့နေရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အားနေတယ်သူ့ပြင်မဲ့ထီတူကန်ဆန်းခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီတူကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါတယ်ဝင်လာမစင်းတသေးသေးရရှိပိုင်းဆိုင်စီမဲ့တပတ်တာလို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုံပြီးကြည့်လိုက်တဲ့အခါမိမိတီး ကိုကလည်းပဲဘာလို့လို့လို့အလုတ်ကိုင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီငွေကြီးကိစ္စစကားပြောတာပဲဖြစ်ဖြစ်တကယ်ဝစီရုံးကိုရောနှစ်ပြီးတော့မှ ပြောစုလုတ်ကိုင်းတက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မိမိကိုကောင်းတဲ့မနှောကန်သုံးစားပြင်းဆိုတဲ့စကားတိုင်းလေးပဲဒါလေးတွေဟာကို့အတွက်အကျိုးပေးဖြစ်ထွန်းမှုမျက်စံပါလိမ့်မယ်လို့တွေ့ရပါတယ်ဒီတော့ဂျာသာပရိကာသမီးချင်းမဆွေတို့အတွက်ကံတောက်ပတ်ဖြစ်စေတဲ့ရည်ရည်အားကောင်းလေးပေးချင်ပါတယ်ကျန်တော်ဗီဒါတိချိမိဆွေပြုလို့ဆောင်ရမယ့်ယရိယာက ဖုံးတော်ကြီးတစ်ပါးကိုငွေ9000ကျပ်လူတန်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားပေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လ2025တပတ်တာတောက်ကြသားသမီးချင်းမီဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် တောက်ကြသားသမီးချင်းမိတ်ဆွေအလုံမှာအဆင်မပြေမှုတွေစက်တိုက်ကြုံရတဲ့ပါတယ်အလုံနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေခံရမှာပဲဖြစ်ပါတယ်အထက်လူကြီးကယုံကြည်တာမိမိနဲ့လူဖော်ကန်ဘက်နဲ့ပြဿနာလေးတွေရှိတာဒါလေးတွေကိုသတိထားစေချင်တယ်နော်တန်မိုးကြီးသောပစ္စည်းများဝင်လာမှုရှိနေပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိမိကိုညှိုးတာလေးတွေခံရတဲ့ကြင်ဒါလေးကိုဂိမ်းဆိုင်စီခြင်းနဲ့နော် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအရန်ကောင်းနေပါတယ်။အိမ်ရဲ့ကူညီမှုအိမ်ရဲ့အားဖြည့်မှုတွေရရှိစေမဲ့တပတ်တာပါ။ရှင်မျိုးသားချင်းစီရလေးမင်္ဂလာသတင်းကြားမှာပဲဖြစ်ပါလိမ့်။ရန်အတက်ကဲအနောက်ရက်ရှိတဲ့သတိထားပါနော်။ဘေးဦးဘေးသွားသွားသွားတဲ့နေရာမျိုးလေးတွေမှာသွားသတိလာသတိအမြဲရှိစေချင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့စစ်သူနှစ်ဦးကြားထဲမှာအမျိုးသမီးတယောက်အနှောင့်ယှက် ေးတာမျိုးကြုံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အလုပ်ကိန်းကြောင့်ရှုပ်ထွေးစီတယ်လို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့စိုးကျိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုညင်းချမ်းမှုမတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့အလုံမှာအင်တိုင်ခက်ခဲစရာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးတဲ့တပတ်တာလို့မြင်ပါရည်။ကံနဲ့ပတ်သက်ပြီးတော့လည်းအားနေပါရည်။ဒုဗိမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့6တလုံးကိုထီတိုးကန်ဆန်းခဲ့ပြီဆိုရင်ကောင်းပါရည်။ ဝေးချင်းနဲ့ပတ်သက်ပြီးတော့အဓိကဘာဖြစ်နေလဲဆိုတော့လက်ပိတ်တာဒီတပတ်တာလုံးမှာပိုသေးမပြောရှင်ဘူးဝေးချင်းနဲ့ပတ်သက်ပြီးတော့စကားပြောရင်မအောင်မြင်စီဘူးတစ်ခါပြောလဲမရနှစ်ခါပြောလဲမရစိတ်သက်အရင်ကြတဲ့အနေအထားမျိုးတွေဖြစ်တတ်ပါတယ်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကုန်ပြီးကြည့်လိုက်တဲ့အခါအရင်ဆူဆူဝါးဝါးတော့မရှိဘူးဒါပေမဲ့အဲ့လိုအခြေတင်အခြေတင်လေးတွေတောက်လျှောက်ပြောနေရတဲ့အခါမှာလူကစိတ်ရောလူရောပင်ပန်းလာတဲ့အရာလေးတွေတွေ့ရပါတယ် တောက်ကြသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတောက်ပံ့ဖြစ်စီတဲ့ရေရံကောင်းလေးဆံမပေးချင်ပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေကိုဝင်ဆောင်တွေကိုစေးလူတဲ့ချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမိတ်လူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်၁၆ရက်၆လမှာ၂၂ရက်၆လ၂၀၂၅တပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ စနေသားသမီးချစ်မိတ်ဆွေအလင်းညာရီခန်းတက်တီဒါဝဘယူဆိုင်ပါနော်မိမိအနေနဲ့ကိုအလုပ်လုပ်တဲ့အခါမှာလေအလုပ်ကိုအကြောင်းပြုပြီးတော့မှတယောက်ယောက်ကငွေကြီးလိမ်လည်မှုတွေလုပ်သွားတာမျိုးလှည့်ပြားသွားတာမျိုးကိုအတုံးချသွားတာမျိုးခန်းတက်တီဒါလေးကိုယူဆိုင်စီခြင်းနဲ့နော်တန်မိုးကြီးသောပစ္စည်းဝင်လာမေးလူတွေရပါလေမိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်လေးတွေရှိနေပါလေယူဆိုင်ပါနော် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များအစီအပြေချုံးဝေပါလိမ့်မယ်။တပတ်တာမှာအိမ်ကြောက်ကြည့်လို့စရာစိတ်ချမ်းသာစရာလေးတွေကြားရမှာပဲဖြစ်ပါလိမ့်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းနောက်ပြီးတော့ဆွေမျိုးသားချင်းစီကနေပြီးတော့မှအထောက်ပံ့ကောင်းမမြုံနှိမ့်တဲ့အကူအညီကောင်းတွေရရှိစေမယ်လို့တွေးရပါလိမ့်။ဆိုးရတဲ့ရန်အနေနဲ့လုံးဝလုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေတွေ့ဝတ်တက်ပါတယ်မိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာเจ้าဝင်နောက်ဆက်မှုလေးတွေရှိတာတကြောင်နောက်တစ်ခုကကျတော့အကြီးကဲကြီးရနေပြီးတော့မှမိမိရဲ့ချောင်းကိုတစ်ခုပြီးတစ်ခုပေါ့နော်အဝတ်တောင်းနေပြဿနာဖြစ်စီမဲ့အရာလေးတွေကိုဖန်တီးတာကတကြောင်စိတ်ညစ်ရတဲ့ပါလေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရစီမဲ့အိမ်တော်ကြီးလို့မြင်ပါတယ် ျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပါအဓိကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆိုရင်ရင်းနေမောနေတာလှက်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 နဲ့ဖြစ်တာအဲ့တော့အဲ့ရင်းမောတယ်ရင်းနေလှက်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 ဖြစ်တယ်ဆိုတာကလေအစားမစားရသေးခင်မှာရင်းတုံတို့ခံစားမှုမျိုးလေးကြုံရတတ်တယ်အဲ့တော့အစားတော့လည်းစားတာပြီးသွားပြီမိမိကရင်းတုံနေရဆိုရင်အဲ့တော့နည်းနည်းလေးသတိထားပေးပါနော်အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပေတပတ်တာလို့တွေ့ရပါတယ်။ဘာလေးပဲလုံးလို့ကိုလှုပ်ရတဲ့ကိစ္စရက်ကလေးတွေမှာ ပျော်ရွှင်ကြည်နူးခြင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထူးကံဆန်းခဲ့မယ်ဆိုရင်တော့နှစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ငွေကြီးတလာပါများပွန်လန်းစီပဲတပတ်တာပါ။မိမိနေနဲ့ကိုကိုတိုင်သူများကိုငွေချင်းငွေငှားတွေမလုပ်ပါနဲ့ငွေချင်းကိုအကြောင်းပြုပြီးတော့မှရံများတတ်ပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ် စနေသားသမီးချင်းမိတ်ဆွေအဓိကတော့အတိတ်ထံဝင်ပေးပါဒီခုနှစ်ရလုံးမှာအတိတ်ထံများများလုပ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်